အမေရိကန်နဲ့တရုတ်ကြားကကုန်သွယ်ရေးဆိုင်ရာဆွေးနွေးမှုတွေမှာတည်တာထင်ရှားတဲ့အခြေခံသဘောတူညီချက်တွေရရှိထားပြီးဖြစ်ကြောင်းဒီဆွေးနွေးမှုတွေကိုဥဆောင်ပြုလုပ်နေကြတဲ့နိုင်ငံအစိုးရအရာရှိတွေကအောက်တိုဘာ26ရက်နေ့မှာအတည်ပြုပြောဆိုကြပါတယ်။အခြေခံသဘောတူညီချက်ရရှိခဲ့တဲ့အကြောင်းကိုတော့အမေရိကန်ဗန္ဒာအေးဝန်ကြီး Scott Bessent အောက်တိုဘာ26ရက်တနင်္ဂနွေနေ့မှာကနဦးပြောကြားလိုက်တာဖြစ်ပါတယ်။တရုတ်ဒုတိယဝန်ကြီးချုပ်နဲ့မလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာဆွေးနွေးမှုတွေကနေထွက်လာတဲ့ရလဒ်တွေအရ တရုတ်ပေါ်အမေရိကန်ကတွင်းကုံအခွန်တရားရခိုင်နှုန်းကောက်ယူမဲ့အစီအစဉ်ကိုရှောင်ရှားလိုက်နိုင်ပြီးမြေရှားတပ်တုပြပကိုတင်ပို့နေမှုပေါ်တရုတ်နိုင်ငံကထိန်းချုပ်ထားတဲ့ကိစ္စကိုလည်းရွှေ့ဆိုင်းထားလိုက်နိုင်ပြီဖြစ်ကြောင်းအမေရိကန်ရုပ်တံသတင်းဌာနတွေနဲ့ပြုလုပ်တဲ့မေးမြန်းကမှဝန်ကြီးဘက်ဆက်ကပြောလိုက်တာပါတရုတ်နိုင်ငံကမြေရှားတပ်တုပြပတင်ပို့မှုကိုထိန်းချုပ်လိုက်တဲ့ကိစ္စကိုအမျက်ထွက်ပြီးသမ္မတထရန့်ကတရုတ်တွင်းကုံတွေအပေါ်တရားရခိုင်နှုန်းတိုးမြင့်ကောက်ခံသွားမယ်လို့ ပြီးခဲ့တဲ့အော်တိုဘာလ10ရက်နေ့ကချင်းချောက်ပြောဆိုခဲ့တာပါဝန်ကြီးပက်ဆန့်ဟာတမရဒေါ်နယ်ထရမ့်နဲ့အတူအာရှခီးစဉ်လိုက်ပါလာပြီးတရုတ်တာဝန်ရှိသူတွေနဲ့ကုန်သွယ်ရေးဆိုင်ရာကိစ္စရပ်တွေကိုတီးကြားဆွေးနွေးခဲ့တာပါနိုင်ငံခြားအခြေခံသဘောတူညီချက်တွေရရှိခဲ့ပြီးဖြစ်ကြောင်းတရုတ်လက်ထောက်ကုသရေးဝန်ကြီးဝန်ကြီးလီချန်ကောင်းကလည်းဆွေးနွေးမှုတွေအပြီးမှာအတည်ပြုပြောဆိုပါတယ်ဒါပေမဲ့ဒီမူကြမ်းသဘောတူညီချက်ကိုနှစ်ဖက်အစိုးရအတွင်းမှာအတည်ပြုချက်တော့ရယူရအောင်မှာဖြစ်ကြောင်း လက်ထောက်ဝန်ကြီးလီချန်ကုန်းကပြောပါတယ်။ဒါဟာကမ္ဘာစည်းဝိုင်းအားအကြီးဆုံးနိုင်ငံအကြားတင်းမာမှုတွေဖြစ်ပေါ်နေတဲ့ဒီကုန်သွယ်ရေးဆိုင်ရာကိစ္စရပ်တွေပြည်လဲရေးရောင်နေတန်းလာတာကိုတွေ့ရပေမဲ့အလားတူအခြေခံသဘောတူညီချက်တွေရပြီးမှဆွေးနွေးမှုတွေပြက်ပြီးအခြေအနေတွေဒုံရင်အတိုင်းပြန်ရောက်သွားတာလည်းအကျဉ်းချင်းရှိခဲ့ဘူးပါတယ်အခြေခံသဘောတူညီချက်အပေါ်မူတည်ပြီးတောင်ကိုရီးယားနိုင်ငံမှာကျင်းပမဲ့အာရှပစိဖိတ်ထိပ်သီးညီလာခံကိုတက်လာကြမဲ့သမ္မတထရမ့်နဲ့တရုတ်သမ္မတရှီကျင်းဖင်တို့အကြား ုံတွယ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေကိုဆက်လက်ဆွေးနွေးနိုင်ကြလိမ့်မယ်လို့အမေရိကန်ဗန်ဒါရေးဝန်ကြီးစကော့ဘက်ဆန်ကပြောပါတယ်။တမရထရမ့်နဲ့တမရရှိချင်းဖြင့်တို့ဟာတောင်ကိုရီးယားနိုင်ငံမှာအော်တိုဘာလ30ရက်ကြာတာပတိနေ့မှာမျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးကြဖို့စီစဉ်ထားတာပါခင်ဗျာ။ကျွန်တော်ဇော်ဝန်လိုက်ပါ။